တ်တော်တစ်ပုဒ်ကိုအခြေခံပြီးတော့ရှင်းတာရှိတယ်။အဲ့ဒီဇတ်တော်ကဦးဇင်းတို့အာယံ50ဒီပတ်တော်မှာမဟာကပိဇတ်ဆိုပြီးတော့ရှိတယ်။မဟာကပိဆိုတော့မြောက်မဲပေါ့ဒီဇတ်တော်ကိုလူတိုင်းကြားဖို့ရတယ်။နော်ပုံနာတယောက်ကတော်တဲ့ကိုနွားပြောက်ရှာရင်းနဲ့တော့မျက်စိလဲသွားတာ။အဲ့လိုမျက်စိလဲသွားတဲ့ခါကျတော့အစာရေစာပြတ်တဲ့ခါကျတော့နော်တေဗင်ကြီးတစ်ပင်တွေ့တဲ့ခါအဲ့ဒီတေဗင်ကြီးပေါ်တက်ပြီးတော့တဲသေးကိုခူးစားတာ။ အဲ့ဒါတဲကိုင်းကကြိုးကြတဲ့ခါကျတော့အံ့ဩစရာပါပဲအဲ့ဒီတဲကိုင်းကလည်းအမြင်ကြီးအရှိကြီးထွက်လာဆိုတော့အောက်ကကြောက်သေးသည့်ကြာသွားအဲ့ဒီကြောက်ကရေသွင်းလိုကြောင်ပဲဖြစ်နေတယ်ပြန်မတက်နိုင်ဘူးအဲ့ဒီတဲတဲ့ကဲမဲ့လို့မရှိယူမဲ့လို့မရှိအကြီးအကျယ်သူဒုက္ခရောက်တယ်အဲ့ဒါနဲ့တော်အော်ဖြစ်နေတဲ့ခါကျတော့အဲ့ဒါကိုဘုရားလောင်းမြောက်ကကြားတဲ့ခါငါကဲမဲ့ဆိုတော့သူဘာလုပ်လဲဆိုတော့အဲ့ဒီတွင်နှကောင်းပါကိုသွားပြီ အတူကိုကဲမယ်ဆိုတဲ့အမူအရာပြတော့လူကအားကိုးတာပေါ့မြောက်ကြီးကိုမြောက်ကလည်းတော်တော်ကြီးရဲ့အဲ့ဒါနဲ့ဘုရားလုံးကအဲ့ဒီတွင်တဲ့ကိုဆင်းသွားတယ်ဆင်းသွားပြီးတော့လူကိုအရင်မကယ်သေးဘူးလူကိုပကုံးမော်တင်ပြီးတော့သူခုံကျင်တာဒါပေမဲ့တကယ်လို့နိုင်တော်ရှိမနိုင်တော်ရှိမနိုင်ရင်လူဒုက္ခရောက်လိမ့်မယ်ကဲရပြီးတော့အကျိုးမပြီးမှဆိုလို့ဘာလို့တော့ဆိုတော့လူလောက်လေးတဲ့ကြောက်တုံးကြီးတုံးကိုသူ့ရဲ့ပကုံးမော်ထမ်းပြီးတော့အရင်ခုံကြည့်တယ်တဲ့ဟုတ်လား အဲ့ဒါလိုခုံကြည့်တော့အောင်မြင်သွားတော့မှပြန်ဆင်းလာပြီးတော့အဲ့ဒီပုံနာကိုပခုံးပေါ်တင်ပြီးတော့ခုံပလိုက်တယ်အဲ့ဒါအောင်မြင်သွားရောဟိုပေါ်ရောက်သွားတဲ့အခါကျတော့ကြောက်တုံးကြီးကိုခုံအားထမ်းပြီးတော့ခုံအားတာကတကြီးနောက်လူကိုထမ်းပြီးတော့ခုံအားတာကတကြီးဆိုသူအရင်ပင်ပန်းသွားအောင်ဒီလူကိုထမ်းပြီးတော့ဒီဟာကိုခက်ရခက်ချင်းသူတက်ရတာဟိုအဲ့တော့အရင်ပင်ပန်းသွားတဲ့အခါကျတော့တော်တယ်မှာချင်းသေးတွေကြားတွေကလည်းရှိနေတာဆိုတော့အဲ့ဒီပုံနာကိုနောက်ပုံနာရဲ့နောက်ပေါင်ပေါ်မှာခေါင်းခုပြီးတော့အိပ်ပြရရှိဆိုသူအိပ်တယ်ခဏနားတာပေါ့ အဲ့တပုံသားကလည်းစာရည်သာငတ်ပြက်နေဆိုတော့တော်တော်ပိန်လေနေအဲသူ့ပုံပေါ်မှာမြောက်ကြီးကအိမ်နေသူ့အသက်ကိုခဲခဲတဲ့မြောက်ပေါ့အဲ့ဒီမြောက်ကြီးကိုမြင်တဲ့အခါကျတော့ပုံသားကဘာစိတ်ကူးတော့ဆိုတော့နွားပြောက်သွားချင်တာနွားကလည်းမတွေ့ခဲ့ဒီတိုင်းလက်ချီအိမ်ပြန်တော့လည်းပဲအိမ်အပြန်ကမလအိမ်ကဇနီးမယားကရှူတော့မှာပဲအဲ့တော့အ ਨੇ စုံဇနီးမယားမျက်နှာလှုပ်ရဖို့အတွက်ငါဘာလှုပ်မလို့ဆိုတော့ဒီကြောက်ကြီးကိုဒီမြောက်ကြီးကိုပဲကြောက်ခဲတော့နဲ့ထုပြီးတော့မြောက်ကြီးကိုပဲအမြောက်သားစားဖို့အတွက်ငါယူသွားတော့မယ်လို့သူအလိုစဉ်းစားတာ အလွန်ရက်စက်တဲ့စိတ်ပေါ့နော်အဲ့ဒါနဲ့အနားမှာရှိတဲ့ကြောက်ခဲတုံးနဲ့အိတ်နေတဲ့မြောက်ကိုတခါလဲထူချလိုက်တာဒါပေမဲ့သူကအယံအားနေနေတဲ့အတွက်ကြောင့်ထိတိမိမိသူမထူနိုင်အဲ့ဒါမြောက်ကြီးကလည်းပဲအလွန်ကြီးတဲ့အတွက်ကြောင့်နော်သေလောက်အောင်မဖြစ်ဖဲနဲ့ရုတ်တရက်ဘုံဆိုသူထပြေးတာဒါပေမဲ့ခေါင်းကတော့ကိုယ်ရဲသွားပြီးတော့သွေးတွေကတော့တန်းတန်းကြအောင်အဲ့မှာသူကကြည်သေးတယ်ဒီလူကထုတယ်လို့မထင်ဘူးဘယ်လောက်ကအဲ့တော့နဲ့ဘေးဘီကိုကြည်တယ်ဒီအန်လေဘယ်ကလာတော့ဘာမှလည်းမတွေ့ဘူး ဲ့ဒီသေချာကြည့်တော့မှပုံနာလက်ထဲမှာကြောက်ခဲတွေ့တော့သူဘာပြောတော့ဆိုတော့အော်လောကကြီးမှာဒီလိုလူရဲလို့လဲရှိနေသေးတယ်ကိုအံ့ဩတယ်အကြီးကြီးအံ့ဩတယ်အဲ့ဒါနဲ့သူတစ်ပင်ပေါ်တက်ပြေးတာတစ်မော်တက်ပြေးတော့သေချာကြည့်နေတယ်အဲ့လိုသေချာကြည့်နေတော့မှအောက်ကလူကစဉ်းစားတယ်ဘာစဉ်းစားမိတော့ဆိုတော့ငါကြောက်သေးကပဲလွတ်သေးတာငါတောတဲ့ကမလွတ်သေးဘူးသူမျက်စိလဲနေတာတော့ပြင်မဲ့ကိုသူမထွက်နိုင်ဘူးသူကြောက်သေးကပဲလွတ်ခါပဲရှိသေးတယ်ဒါသူသတိမေ့နေတယ် အဲ့ဒီကျမှသူငိုပြန်တယ်တဲ့အကူကြီးတောင်းပန်တယ်ငါကြောက်ကပဲလှုပ်တည်တာငါပြင်ဘက်ကမထွက်တတ်ဘူးရှင်တော့အဲ့ဒီမှာဘုရားလောင်းကအဲ့ဒါလို့ဆိုရင်သင်တဲ့အတူတူတော့ငါလိုက်ပြီးတော့လမ်းမပြရဲတော့ဘူးသင်တဲ့အတူတူလိုက်မယ်ဆိုရင်ငါငါငါလောင်းပိုက်တယ်လို့မရှိတော့ဘူးဖြစ်တော့မယ်ဟုတ်လားအဲ့တော့ဘာလုပ်မလို့ဆိုတော့ငါကအပင်အပေါ်ကနေသွားမယ်အဲ့တော့ငါရဲ့သွေးဆက်ကြတဲ့နောက်ကိုမင်းလိုက်ခဲရှင်တော့တပင်ဘဝကနေတပင်ပြီးတပင်ကိုးသွားတာအဲ့ဒီပုံသားအဲ့ဒါအဲ့သွေးဆက်ကြအကြောင်းလေးရှောင်းလိုက်လာပြီးတော့ တော့ရဲ့အပြင်ဘက်ကိုလူတွေနေတဲ့နေရာကိုရောက်သွားလွတ်မြောက်သွားတော့အဲ့ဒါနဲ့ဘုရားလောင်းကမျက်ရည်တွေလည်းကျဝန်းလည်းနေတာပေါ့နော်သူကယ်ခဲ့ရတဲ့လူကသူ့ကိုထုတ်တတ်တယ်ဆိုတော့အဲ့ဒါနဲ့တံဝေကလည်းရတယ်အဲ့ဒီယောက်ျားကိုသူကြည်တယ်မျက်ရည်တွေကြားတယ်နဲ့ကြည်တယ်အဲ့သူ့ရဲ့မျက်စိလည်းဆုံးသွားပြီဆိုတော့အဲ့ဒီယောက်ျားရဲ့ခန္ဓာကိုယ်ကပဲနောက်ရှိလောက်အဖူလေးတွေထလာတယ် ဲ့ဒီဘယ်နောက်ဆေးလောက်ကနေကလိန်ဆေးလောက်ဖြစ်လာတယ်ကလိန်ဆေးလောက်ကနေပြီးတော့ဒိုးလောက်ဒိုးလောက်ကနေကြက်ဥလောက်အကြီးတွေအလုံးကြီးတွေဖြစ်လာပြီးတော့အဲ့ဒါတွေအကုန်ပောက်ကွယ်ပြီးတော့တခါတည်းရုပ်တည်းရဲ့လူပိတ္တာကြီးတယောက်လိုဖြစ်သွားတယ်အတုအိမ်လည်းမရောက်တော့ဘူးစိတ်တွေပါလေလည်းသူတိတ်ပြီးတော့မမှန်တော့တယ်လို့မျိုးဖြစ်သွားအကြီးအကျယ်တော့ဆိုးဝါးတဲ့စေတနာနဲ့ဆိုးဝါးတဲ့ကံတရားကိုလွန်ကျုခဲ့တဲ့တွေ့အောင်တောက်လျှောက်တခါတည်းအကျိုးပေးတာဒိဋ္ဌာဓမ္မဝေဒနိယကံပေါ့နော် ဲ့ဒါနဲ့သူတောင်းဆာပြီးတော့လူပြိတ္တာကြီးတယောက်လိုဖြစ်သွားလူရုပ်ကိုလုံးဝမပေါက်တော့တခါတည်းအဲ့လိုဖြစ်သွားတာအဲ့ဒါဘယ်နှစ်နှစ်လောက်ကြာအောင်သူခါရတော့ဆိုတော့ခုနှစ်နှစ်လောက်ကြာတယ်တဲ့နောက်တော့အကုသိုလ်ကပူပူပြီးတော့အကျိုးပေးခွင့်တာတာလာတဲ့အခါကျတော့ရေငတ်လို့ရေတောက်မယ်ဆိုရင်အဲ့ဒီရေတွေဟာသွေးတွေလိုဖြစ်နေသူတောက်လို့မရမသေးသေးဘူးတော့ခန်းနေရတာအံ့ဩစရာနော်ဒီတဘာဝလောကကြီးရဲ့တဘာဝတရားတွေရဲ့စံကျင်မှုတွေကိုဒကာဓမ္မတို့အရှင်တို့တွေနော်အကုန်နားလည်ဖို့မလွယ်ဘူးတိချာစဉ်းစားတိချာစဉ်းစား ုတ်လားဒါကြောင့်ကောင်းတဲ့စေတနာတွေကောင်းတဲ့အကျိုးကိုပေးနိုင်တယ်လို့မကောင်းတဲ့စေတနာတွေမကောင်းတဲ့အကျိုးကိုပေးနိုင်တယ်ဆိုတာကိုသဘောပေါက်ရမှာဟုတ်လားအဲ့ဒါနဲ့ခုနှစ်နှစ်ပြီခုနှစ်နှစ်လောက်ရောက်တဲ့အခါကျတော့နော်ရှင်မင်းကြီးတစ်ပါးနဲ့တွေ့တယ်သူကအဲ့ဒီဥယျာဉ်ထဲမှာတတ္တရလူတွေသွားနေတော့အဲ့ဒီရှင်မင်းကြီးကသူ့ကိုမြင်တဲ့အခါကျတော့လူလူကိုမထင်ဘူးဩဘာကြီးလဲမသိဘူးကြောက်တယ်ဒါပေမဲ့နောက်ကအချမ်းအနေအများကြီးဆိုတော့သူမကြောက်ဘူးအဲ့ဒါနဲ့မေးတော့မှအဲ့ဒီလူပြိတ္တာကြီးကသူ့အကြောင်းကိုပြောပြတာ ကျေးဇူးရှင်ကိုပြမခဲ့မိတဲ့အတွက်ကြောင့်သူသည်အကြီးအကျယ်ဒုက္ခရောက်ရတယ်။သူကောင်းကောင်းနားလေသွားတယ်။နားလေသွားတဲ့အချိန်မှာပြင်လို့မရတော့ဘူး။ဒါလည်းပဲတတိထားဖို့လိုသေးတာပဲနော်။အမြဲတမ်းနားမလဲပဲနေနေတာမဟုတ်ဘူး။နားလေသွားတဲ့အချိန်မှာတချို့အမတွေကပြင်ဖို့အရန်ခက်သွားတယ်ပေါ့။အဲ့ဒါလို့သူ့ရဲ့အကြောင်းတွေကိုပြောပြရင်းနဲ့မျက်ရည်ဆက်လက်နဲ့ပြောပြရင်းနဲ့ပဲမြေကြီးကသူ့ကိုဟာလာဟင်းလင်းပေးတယ်တဲ့။တခါတည်းပြုတ်ကြသွားတယ်။ဝီရှင်ငယ်ရောက်သွားတယ်။ အကျိုးပေးတာတွေကကြောက်စရာကောင်းတယ်ပေါ့နော်အဲ့ဒီဇက်တော်ကိုထုံနှုတ်ပြီးတော့ပြကြတယ်ပေါ့ပါရမီ၁၀ပါးနဲ့ပတ်သက်ပြီးတော့တပည့်အောင်သူတော်ကောင်းကြီးဒီမြောင်ကြီးကပုံနှန်းကိုကဲတဲ့နေရာမှာပါရမီ၁၀ပါးလုံးအကျုံးဝင်တယ်ဟုတ်လားနော်သူ့ရဲ့အသက်ကိုတောင်စွန့်ပြီးတော့နော်သူ့ကိုကဲခဲ့တာဒါဒါနပါရမီလို့ဆိုရမယ်တဲ့လှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်တာဟာသီလပါရမီလို့ဆိုရမယ်တဲ့နော် ဆွတ်လွတ်နိုင်တဲ့ဆွမ်းအားနဲ့လှုပ်တာဒီနိခမပါရမီလို့ဆိုရမယ်ရောအဲ့ဒီလိုလှုပ်တဲ့နေရာမှာသူ့မှာပညာရှိတယ်။ဗကြောက်ခဲကြီးအရင်ပိုးပြီးတော့သူတက်ကြည်သေးတယ်။ဒါလည်းပဲပါတော့ပညာပါရမီပေါ့။လုံးလကြိုးစားကြိုးကုပ်အထုံးမှုမရှိဘဲနဲ့လည်းဒါအထောက်မပြောင်းနိုင်ဘူး။ဒါကြောင့်ဝိရိယပါရမီရှိတယ်တဲ့။ပြီးတော့ပါရမီလာတော့နော်ခန္တီနော်ခန္တီတရားအခန္တီတရားကပါတော့တိခတ်မှုသူတိခတ်မှုမရှိဘူးလားရှိတယ်တိခတ်မှုမှာအကြီးအကျယ်ရှိတာပဲဟုတ်လား ခန္တီပါရမီလည်းပါတယ်ပြီးတော့ပါတယ်သစ္စာသစ္စာဆိုတာဒါမှန်မှန်ကန်ကန်သူလုံမယ်သူ့ကိုလုံမယ်လို့ပြောပြီးရင်ကယ်မယ်လို့ပြောပြီးရင်ကယ်လိုက်တာပဲဟုတ်တယ်မဟုတ်လားကယ်မယ်လို့ဆုံးဖြတ်တာတယ်ကယ်တယ်နောက်အဋိဋ္ဌံဆိုတာကလည်းပဲဒီလုပ်ငန်းတစ်ခုကိုပြီးမြောက်အောင်သူဆောင်ရွက်တယ်မပြီးမြောက်ခင်ကြားမှာအခက်အခဲဆိုတာသူ့မှာတွေ့ရတာပဲသို့သောအဲ့ဒီအခက်အခဲကိုသူကြော်လွှမ်းနိုင်တယ်ကြောက်တောင်ကြီးများဒါဥပ္ပဒိဋ္ဌံပါရမီနေ့ကဦးဇင်းတို့အခြေတုံးပြောပြသားပါပဲဟုတ်လား တော့ဦးဇင်းတို့ပေးတဲ့ပုံစံတော့အဋ္ဌာန်လည်းပါတယ်မေတ္တာကတော့အရင်ကံကိုရှိနေတယ်မေတ္တာမရှိရင်ဘယ်လိုမှကဲမှာမဟုတ်ပြီးတော့ဥပိ္ခာဆိုတာလည်းပဲအထိုက်လျောက်သူ့မပါဘူးလားပါတာပဲနော်အော်အလွန်မိုက်တဲ့တတ္တဝါနော်အလွန်မိုက်တဲ့တတ္တဝါချစ်ခင်မှုမျက်နှာမှုလည်းရှိတယ်နော်မိုက်မဲမှုဆိုတာကိုသိတဲ့အခါမှာလိလိရှုရတဲ့သဘောတည်းသူ့မှာရှိမှာပဲဟုတ်လားဒါကြောင့်ဥပိ္ခာတရား အဲပါရမီတရားတွေဆိုတာကောင်းမြတ်တဲ့အလုပ်တစ်ခုကိုလုပ်လိုက်တိုင်းလုပ်လိုက်တိုင်းထိုက်သည့်အားလေဟောဆိုပါဝင်နေကြတယ်ဆိုတာကိုလည်းသဘောပေါက်ဖို့မလိုဘူးလား